အလုံးပိုင်းမင်္ဂလာပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဘုဒ္ဓဂူသာသမီအားလုံးအတွက်26ရက်ဆယ်လ2025ကနေ10ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုခဏတစ်ခုညစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဘုဒ္ဓဂူသာသမီတွေပေါ့လေအဲဒီတပတ်ကာလမှာဘလူကန်ဒီယာလေးတွေကြုံတွေ့ရတယ်လေပေါ့နော်အဲတော့ကျမကြီးနဲ့ပတ်သက်ပြီးဆက်ပြောကြပါဦးဗျာနော်အဲကျမကြီးမှာဘုဒ္ဓဂူသာသမီတွေဒီကာလမှာအဓိက1 byte နဲ့ပတ်သက်တဲ့ အဲရောင်းရလေးတွေဖြစ်နေတဲ့ဂိမ်းတွေမှာပါတယ်တချို့ကတော့ one ပြတ် one shot ဖြစ်တာတချို့ကတော့ one ချုပ်တာပေါ့နော် one ပုံမှန်မသွားတဲ့ခါမှာပြဿနာလေးတွေဖြစ်တာအဲဒါတွေအဆကြုံရတတ်တယ်ဒီဘက်မှာတော့အထက်နောက်အောက်လျှောလို့ပုံစံမျိုးဖြစ်တတ်တယ်တချို့ကထက်ရှိတတ်သေးတယ်ဗျအဲ့ဒါဘာလဲဆိုတော့အဲနှစ်မျိုးလောက်ကွဲတာပေါ့လေနော်အဲဘယ်လိုပြောရမလဲဆိုတော့အမျိုးသမီးတွေအတွက်ဆိုတော့ one မှတ်ထက်ကမှ तू ကတက်အိမ်ပေါ့နော်တက်အိမ်မှာမှတချို့ကအဲအိမ်အောင်ရှိတဲ့အမျိုးသားအမျိုးသမီးတွေဆိုရင် तू ကဒီကလာမှာကိုဝင်ရတယ်ပေါ့နော်ကိုဝင်ရတတ်တယ်ခလေးရတတ်တဲ့ဂိမ်းပေါ့ တချို့ကကြတော့အိမ်တော်မရှိတဲ့သူတွေဆိုရင်တော့တက်အိမ်မှာရေးတက်တဲ့ဂိမ်းတွေသွားပါတော့အဲဝမ်းမိုက်ကိုအကြောင်းပြုပြီးဖြစ်တတ်တယ်အမျိုးသားတွေလည်းဝမ်းမိုက်နဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်ဟိုတက်ကြီးရွယ်ဦးတွေကြတော့ဒီကလာမှာလေနဲ့ပတ်သက်တဲ့ယောဂါဖြစ်ပြီးတော့လေတဆုပ်ဖြစ်တာမျိုးလေးတွေလေဖြန့်ကျင်တယ်လို့လေဖြတ်ကျင်တယ်လို့ဖြစ်တာလေးတွေဖြစ်တတ်တယ်နော်အဲ့လိုဖြစ်ရင်တော့ကိုရီးယန်းသေးတာတွေပါတယ်ဖြစ်တတ်တယ်နော်ဂယူဆိုင်မယ်ဒါအပြင်လက်တွေနာလာကြိုက်တာလေးတွေလည်းဖြစ်လာတတ်တဲ့ဂိမ်းရှိတယ်ဂယူတစ်ချက်ဆိုင်ပြီးပေါ့နော်အဲ့တော့ကျမအညာတော့ဆေးရုံဆေးကန်းတွေပါတယ်သွားမယ်ဆိုရင်အင်္ဂါသားသမီးဆရာဝန်နဲ့ပြပြပေါ့နော် အဲစေယုံစင်္ဂနံပါတ်ကလည်းအင်္ဂနံနဲ့စတဲ့စေယုံစင်္ဂနံပြရင်တော့ပိုကောင်းတာပေါ့လေနော်အဲ့တော့အင်္ဂနံအကျိုးပေးတယ်အင်္ဂနံစလုံးစလိုက်ဇာခွဲဆက်မတဲ့ညအဲ့လိုစတဲ့ဆရာမတွေဆရာဝန်တွေနဲ့ပြရင်အနာနဲ့စင်းနဲ့အများဆုံးတိုးပြီးတော့ယောဂရှာခွေတက်တာဝါလိမ့်မယ်ဗျာနော်အစားစားတွေပါတယ်စားတဲ့ခါမှာတော့ဖြစ်လာရင်ဒီကလာမှာဝတ်သားအမဲသားလုံးဝမစားဘဲနေရင်ပို့ပြီးတော့ကောင်းမယ်ဗျာနော်အသီးနဲ့တွေပါတယ်စားတဲ့ခါမှာလည်းအနံ့ပြင်းတဲ့အသီးတွေမစားနဲ့ပေါ့နော်ဥပမာဒူးရင်သီးတို့ပါတော့မစားနဲ့ပေါ့နော်နောက်ဆလင်နံလို့ခေါ်တဲ့နက်နက်သီးတွေပါတယ်လည်းမစားရင်တော့ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းတယ်ဗျာနော် အလုံးနဲ့ပတ်သက်ပြီးပြောကြပါစို့အဲဘုရုကသသမိတရားဝန်သားတရားလေးတခုကအစိုးရဝန်ထမ်းတွေကဖြစ်ခဲ့မယ်ဆိုရင်ဒီကလမှာဘဝရုကုံလူစုတွေတွေနဲ့ယာရုတို့တက်တယ်ဆိုတဲ့အနေထားကြီးတွေကြုံရတဲ့တော့အမရန်ဝန်သားပီတိဖြစ်ခဲ့ပါတယ်ယာရုတို့ဖြစ်လာတဲ့သူတွေဆိုလည်းဒီကလမှာအောင်တယ်ဆိုတဲ့သတင်းစကားကြုံရကြားလိုက်မယ်နော်တချို့တွေဆိုရင်နိုင်ငံတော်အကြီးအကဲတွေပါတယ်ဖြစ်တဲ့အထိယာရုအစ်စင်တန်းတွေမြင့်ဝန်တက်တဲ့အနေထားမှာပါတော့အမရန်ဝန်သားဖို့ကောင်းပါတယ်ဘုရုကသသမိတွေ တော့ဝန်ထမ်းတွေဆိုရင်တော့ဘာမှစစ်မပူနဲ့ရာထူးတိုးတက်တဲ့ဂိမ်းရှိတယ်။တချို့ကတော့အာမန်ဝန်ထမ်းတွေဆိုတော့အဲလက်ရှိအနေထားတဲ့တစ်စင်းမြင့်ဝါတာတို့လက်ကတွေပါတိုးတာတို့ကြုံရကြားတာလေးတွေဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုတော့ဒီတစ်ပတ်ကာလဒီဘောဒဂူတာသမီတွေတို့ကအဲကံကောင်းတဲ့ရက်တစ်ပတ်ကာလကိုဖျက်သိမ်းရမယ့်ကာလတွေမှာပါတယ်။ဝန်သာဖို့ကောင်းပါတယ်ဗျနော်။အဲ့တော့ပြီးတော့ဒီကလာမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်မဲ့သူတွေကအဲလောက်တစ်ခုကိုစတင်အကောင့်ထဲပုံရင်အကောင့်သုံးသောကာလပဲဗျာဒီကာလထပ်ပို့ပြီးကောင်းတဲ့ကာလမရှိတော့ဘူးလို့တော့ကျွန်တော်ပြောလို့ရမယ် တော့အလုပ်တစ်ခုစတင်အကောင့်တွေဖော်မယ်ဆိုရင်ရတယ်။တယောက်အားနဲ့မရအောင်ဆိုရင်မိတ်ဆွေချင်းချင်းဖြစ်စေညီကောင်မတော်မချင်းချင်းဖြစ်စေစုပေါင်းဆက်ပေါင်းဆက်လို့ရှိရလေးတွေလည်းလောက်ဝတ်တတ်တဲ့ gain ရှိတယ်။တချို့ကတော့တင်တာတွေပါတယ်ဆိုရင်အောင်တယ်လို့နော်။လေလံဆိုရင်အောင်တာတို့အပြိုင်ဆိုင်နေကြတဲ့ကနေအနိုင်ရရှိတာတို့ဒါမျိုးတွေဖြစ်တာပေါ့ဗျာ။တချို့တွေဆိုရင်ဘောဒူကုံသူစုတဲ့တွေပေးတာမျိုးတွေဖြစ်တယ်နော်။အဲ့တော့ဝမ်းသာဖို့ကောင်းတယ်။အဲကိုပိုင်စီဝိုင်းတခုစတင်အကောင့်ထဲဖော်မယ့်သူတွေဆိုရင်ဒီကရမှာအဲဆက်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားတဲ့သူတွေဆေးရုံဆေးကနေထောင်းတဲ့သူတွေနော်ဆေးဆိုင်တွေဖွင့်တာတို့စားသောက်ဆိုင်တွေဖွင့်တာတို့ အဲစာဆိုင်စံပွဲရုံစီပွဲရုံဒါတွေအစားဒီဇယ်တက်စီတွေအစားပေါ့နော်အဲရောင်းဝယ်ဖောက်ကားပြီးအဲ့ထက်တမှယင်းနီမျိုးနဲ့တူတွေပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတွေပတ်သက်ပြီးလုပ်နေတဲ့တူတွေဆိုရင်တော့အမှန်တန်ကောင်းတယ်အဲ့ဒီလုပ်ငန်းတွေကနေအဲအရင်ဒီအဲထဲတဲ့ခါမှာជីမီမမအကျိုးမြတ်များစွာပြန်လဲရရှိမယ်ဆိုတဲ့ဂိမ်းထဲမှာပါတဲ့တို့ကဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်ငွေချေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီလိုကလာကလာကငွေချေးကန်လက်လာမှာပို့မယ်ကလာတယ်မှာပါတယ်ဒီကြိဆိုရင်ဆုံးရှုံးထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တဲ့အကျိုးတွေပါလာပြန်ဆက်ခံတာမျိုးတွေတွေကြုံရတယ်လေ။ကိုကပတ်စံငွေကြေးခက်ခဲနေတယ်ဆိုခိုင်းရင်လည်း ကိုယ့်အကူအညီစောင့်ရှောက်မဲ့ပေးကမ်းမဲ့ထောက်ပံ့မဲ့ပတ်စံတွေပါတဲ့ချင်းငါပေးမဲ့သူနဲ့စုံစည်းရတတ်တဲ့ဂိမ်းတွေမှာပါတော့ဘာမှတော့စိတ်မပူပါနဲ့နော်ပတ်စံအများကြီးရတတ်တဲ့ဂိမ်းရှိတယ်တခုတော့ရှိတယ်သူကဒီကလာမှာကောင်းတဲ့ကံကအဲဘယ်လိုပြောမလဲကောင်းကောင်းမို့တမအာဇီဝကြကြနဲ့နေထိုင်ပြီးတော့လှုပ်တဲ့ကိစ္စတွေကနေတကယ်လည်းထူးထူးချင်းချင်းအကျိုးပေးတဲ့ဆိုတဲ့ကာလတွေမှာသွားပါတယ်အဲ့ဒီမှာဗျောင်းမြအချိုးကြတာကတမအာဇီဝကြကြမလှုပ်တဲ့သူတွေပေါ့လောင်တာလှုပ်တဲ့သူတွေဒီကလာမှာအဖမ်းစီအချုံအောင်ခံရတဲ့ဂိမ်းရှိတယ်ပြီးတော့ဥပမာဝန်ထမ်းတယောက်ဖြစ်ခဲ့မယ်ဆိုကြပါစို့ အဒီကလာမှာအချင်းပြတ်ချသားတာတွေဖြစ်စေတခြားကိစ္စပေါ့နော်အဲအဲ့ဒါမျိုးတွေဖြစ်စေဖြစ်ခဲ့ရင်သူကဘာလဲဆိုတော့စနေခိုက်တာဖြစ်တဲ့အတွက်မင်းဆိုးရတဲ့နေပတ်သက်တဲ့ကိစ္စတွေညှိစုံပြီးတော့အဆစ်စီအမြင်များခံရတာအဖန်စီအချုပ်နောက်ထောင်းတန်းကြတာဒါမျိုးတွေအစားဖြစ်တဲ့အထူးဂရုစိုက်ပေးပါလို့အကြံပေးခြင်းနဲ့နော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာကလုံးဝရှယ်ပဲဗျာနော်အဲဒီကလာကပညာရေးတအားကောင်းလို့နဲ့ဆောင်ဝဲဖြစ်ရင်195ရာခိုင်နှုန်းအောင်မယ်ဆိုတော့ကိန်းထဲမှာပါပါတယ် ချို့တွေဆိုဒီကလာမှာစာရန်ပြုစုလို့ပြီးတာတို့ဘွက်ဒူဂွန်ဒူစုစစ်တွေရရှိပိုင်ဆိုင်တာတို့အစကြုံရကြားရတာမျိုးဖြစ်တယ်ဒီကလာမှာမှာဆောင်းပွဲမအောင်ဘယ်ကလာမှာမအောင်တော့ဘူးတော့မှအဲတင်စားပြီးပြောရမလို့ပဲဗျာနော်တချို့ကကြတော့ဒီကလာမှာအတင်အသစ်တွေထက်တက်ရတယ်ဆရာကောင်းတမန်ကောင်းတွေနဲ့စုံစည်းရတယ်မိတ်ကောင်းဆွေကောင်းတွေနဲ့စုံစည်းရတတ်တဲ့ဂိမ်းရှိတော့ပညာရေးမှာတော့အရန်ကောင်းတယ်ဝန္ဒနာပိုင်ကိုပိုင်ကျောင်းတွေဘာတွေထောင်တာမျိုးတွေတင်တန်းကျောင်းတွေဖွင့်တာမျိုးတွေလုတ်ပြောင်လုတ်ဆန်းမှာပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းအရန်အားကောင်းပါတယ်ဗျာနော် အခြေအနေတော့နဲ့ပတ်သက်လို့ရှိရင်တော့အဲဗုဒ္ဓဂူသာသမီတွေဒီကလာမှာနှမျိုးရှိတယ်ပေါ့လေအခြေတို့ရှိတဲ့သူတွေကတော့ဒီကလာမှာအိမ်အောင်ကြတယ်မင်္ဂလာကိစ္စလေးတွေပြောဆိုဆောင်ရွက်ရတာမျိုးတွေဖြစ်တော့တော်တော်လေးအကောင်းပါတယ်ဗျာနော်အဲ့တော့အိမ်အောင်တွေပါကြတဲ့ကိန်းရှိတယ်ဝမ်းသာဖို့ကောင်းပါတယ်ခြေတို့မရှိတဲ့သူတွေလည်းခြေတို့ကြတတ်တယ်တချို့ဟိုခြေတို့ရှိတဲ့တန်လန်းဖြစ်နေပါသေးတချို့ခြေတို့မရှိတဲ့သူတွေဖြစ်စေကိုယ့်ကိုထပ်ပြီးခြေတဲ့ခင်တဲ့သူတွေဝင်တဲ့ခါမှာအစ်စ်ဝင်တဲ့သူလိုအရင်ကပတ်သက်ခဲ့တဲ့အိမ်အောင်ဘဟောင်းတို့ခြေတို့ဟောင်းတို့ကကိုယ့်ကိုလာပြီးပြန်ပြီးဆက်သွယ်ပြီးရောစကားပြောဆိုတာမျိုးတွေကြုံရတတ်တဲ့ကိန်းပါတယ်ဗျာနော်ဂီရောဆိုက်ပေးရမှာပေါ့ တချို့ကလေးတွေမှာကိုကလက်ရှိမှာချစ်သူတာရှိနေတော့လည်းပဲအတိတ်ကိုလည်းကိုကမမေ့နိုင်ဘူးအတိတ်ကပြန်လာတဲ့ခါမှလည်းပြန်လက်ခံခြင်းတဲ့ခါမှသုံးပွင့်ဆိုင်ပြဿနာမျိုးတွေကြုံရတတ်တယ်တချို့ကတော့ကိုချစ်သူအိမ်တော်ဘက်အရင်ဟောင်းကိုပြန်ပြီးတော့သွားတဲ့ခါမှဒီဘက်ကလူကနေထိုင်နေအသက်ကွယ်ပြီးကြံခဲ့တတ်တယ်ဒါမျိုးတွေကသာသွားရှုပ်ထွေးမှုတွေကြုံရတတ်တယ်သတိထားပေါ့ဒီကလမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်စနေသားသမီးဘုတ်ကူသားသမီးကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်သူတို့ကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေကြီးကြီးမားမားတက်တာအဆက်အကွယ်အကျုံနဲ့ဖြစ်တာလေးတွေကြုံရတတ်တော့အထူးသတိထားပဲ ်မင်းအစိုးရနဲ့ပတ်သက်တဲ့ကိစ္စညှိဆုံပြီးအမှုကင်းရင်ဆိုင်ရတဲ့ကိန်းချီတဲ့မပေါ်ဆက်ပါနဲ့နော်အဲအထူးသတိထားပေးပါအော်တိုဘာလ26ရက်29ရက်29ရက်30နော်ပြီးတော့31ရက်နိုဝင်ဘာလ1ရက်အဲ့ဒီရက်တွေကတော့အမရံကံကောင်းတယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အိတ်ကလာမှာထီစုကြီးပေါက်သလိုရတတ်တဲ့အမွေနစ်တွေရတာမျိုးတွေဖြစ်တတ်တယ်ဝါနာဘာလို့ထီကံဆန်းကျင်တယ်ဆိုလဲကဏ္ဍလေးပြမယ်ပေါက်တော့လဲတယောက်တူပါပေါ့နော်အဲ့တော့အပူးခွက်လေးမြန်မြန်လေးထုတ်ပေးထုံးမဲ့ဆိုတော့ငါးဆငါးဆုံးဆိုတဲ့ကဏ္ဍလေးကန်ဆန်းကြည့်ပါနော် အဲ့တော့အဲ့ကာလမှာ तू ကဘွတ်ဒုကုံလို့စုစုတွေရတယ်ပညာရင်းနဲ့ပတ်သက်ပြီးတော့ဆောင်းမွက်ဖြေထားတဲ့ဆိုရင်အင်တာဗျူးဖြေထားတဲ့ဆိုရင် तू ကအောင်းနေဆိုတဲ့သတင်းကကြုံရကြားရတယ်အချို့ကတော့ပျော်ပွဲစားခရီးတို့ဘာသာရေးနဲ့ဆက်နွယ်တဲ့ခရီးတို့အလူတန်းတို့အဲ့ရဲ့ဘက်မှာထားလို့ကတပီတော့မင်္ဂလာရှိတဲ့ခရီးလေးတွေသွားထက်တဲ့ဂိမ်းပါတော့အရန်အားကောင်းပါလေပဲနော်အောင်းတော့ဘာလ28မှာတော့အညံ့နေတယ်ရှိတယ်လူရင်းလူယုံဒုက္ခပြီးတဲ့ဂိမ်းရှိတယ်လူလိန်ခန်းတဲ့ဂိမ်းရှိတော့ဘသူဘသူမှမယုံပါနဲ့နော်သွားလာလို့ရှာတဲ့ခါမှာလည်းအက်ဆီဒန့်ဖြစ်တာလေးတွေဖြစ်စေအဆစ်စင်အမင်းမြန်ခန်းတာလေးတွေဖြစ်စေဖြစ်တတ်တယ် ိုကြောင့်မဖြစ်အောင်တခြားသူတွေကြားထဲမှာညက်ပါသွားတော့သတိထားပေါ့နော်။ကန်ရရဲ့ထောက်ပံ့မှုအပြေအဝရအောင်နှုတ်နဲ့ရအောင်အစိမ့်အောင်အနီအောင်နော်အဝါရောင်အဲ့ဒီအရောင်တွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ဒါအပြင်မင်မျိုးရောင်စုံပိန်ပန်းဗရိမနိုင်ပန်းအဲ့ဒီပန်းတွေကိုမင်မျိုးတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကရပဲဖြစ်စေနေအဲ့ကနေမှာအလပန်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုတ်လို့သုံးဆွဲပေးပါ။အဲ့တော့ဒီကနေ့မှာကျောင်းရဲအညံ့ကြီးခင်ပြီးတော့ကောင်းတဲ့ကံလေးပို့ကောင်းရေတရာလေးခြေချရအောင်ပြန်နော် အဲရေရီအနေနဲ့ဘာလုပ်ရမလဲဆိုတော့အဲဆုံးကကြောင်းနေတဲ့ဒီပေါ့နော်သီလရှင်ဆရာလေးတွေကိုစေဝါဒါနလေးဒါနအဲဒါနပြုလူတန်းပြအောင်လူတန်းပေးပါနော်စေဝါဒါနလူတန်းပေးရမယ်ဒါဆိုတော့ကိုယ့်ရဲ့ကံတရားလေးတွေကလက်ရှိထက်တစင်ပို့ပြီးမြင်မှာပါလိမ့်မယ်အဲကျောင်းဝတဲ့အញ្ញံခိုက်တွေကင်းအောင်ကိုဝတ်ခတဲ့အဝတ်စားအဟောင်းအနှံတွေကိုလမ်းထက်ကအမိုက်ပေါ်မှာကိုယ်တိုင်ကိုယ်ကျသွားရောက်ဆွတ်မြေပလိုက်ပါဒါဆိုတော့ကျောင်းဝတဲ့အញ្ញံတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဘုရားကူတာသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုံးကောင်းတောင်းဝေးပါလိမ့်ပါနော်